ဗမာလွတ်လာရေးအတွက်တမတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွန်ရက်တကယ်ပဲတန်နယ်လေးကဆင်းရဲဒုက္ခခံကကြံစည်တဲ့သူရဲကောင်းနဲ့ဘူအောင်ဆန်းတဲ့အာသာနီတွေရဲ့ဗမာလွတ်လာရေးအတွက်တမတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွန်ရက်တကယ်ပဲတန်နယ်လေးကဆင်းရဲဒုက္ခခံကကြံစည်တဲ့သူရဲကောင်း ပမာဒီဝဲအမိပါမိပါအတိုင်းငင်းကရဲ့ဘိုးအောင်စမ်းလို့သူရဲ့ကောင်းတွေဖွင့်ပေးရမယ်။အောင်ငါတို့ပမာဒီဝဲမိပါအပေါင်းငင်းကရဲ့ဘိုးအောင်စမ်းလို့တရဲ့ကောင်းတွေဖွင့်ပေးရမယ်။အော် ောင်းပြတော်လုံးနဲ့ဗမာတိုင်းဗမာမျိုးအာကိုလောက်ပြည့်ရဲ့မကြောက်တမ်းမယွန်းတမ်းဗမာတွေအောင်ပန်းစကြချာပြီလေရာသဝင်းအထုတ်ပတ်ဒီလေရှိရမယ်ဟဲ့မောကုန်းလက်ထိုးလောက်တဲ့မြင့်မြတ်တဲ့ဘုအောင်ဆန်းရဲ့ရာသဝင်းအထုတ်ပတ်ဒီလေရှိ ကုန်လက်ထိုးလောက်တဲ့မြင့်မြတ်တဲ့ဘုံအောင်ဆန်းရဲ့တိုင်းပြည်ကြိုးစွန်ငဲ့တဲ့မြို့သားကြီးနွယ်အလွတ်လပ်ဖို့တို့များကိုကျွန်တွင်မှကဲတို့ပမာတွေစိုးမို့ဘူးတောင်းရရှာဖို့ပေါ်လာတဲ့ hay un moño, le quedó un quemado, eh. လျှော့တဲ့မာတို့လူမျိုးတကူရှိကိုသူရဲ့ကောင်းတွေစုံကြည့်တယ်တကယ်ပင်တို့မဟာပန်းသူလာနဲ့အစွမ်းတတ်တည်ရာဇဝင်ပြောင်း မာနိုင်ငံထူထောင်ရနေရုံရုံမတိမ်အောင်ကြမ်းဆောင်လေတဲ့နေမျိုးတာကြီးဗမာပြည်လည်းရုံဗမာနိုင်ငံလုံးအထင်ပေါ်စေတဲ့စိတ်အားတန်မန်ကုန်မရှောင်းတဲ့ငါတို့လူမျိုးတကိုယ်ရှိဖို့ငယ်ကောင်းတွေစုံနေတယ်တကယ်ပဲ တို့မဟာပန်းတူလာနဲ့အစွမ်းကတိရာဇဝင်ပြောင်းနေတာကောင်းများလို့ခေါ်ရလောက်ပေတယ်ဥဒန်းပြစေပွဲသမာတူရဲ့ကောင်းပေါင်းတွေရဲ့ဟဲ့မော်ကော 1984ခုနှစ်နနောလာပြည်ကျော်12ရက်အင်္ဂါနေ့ရှိရတလ2023ခုနှစ်ညနေပိုင်းမန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်အောင်တာရရက်မေဃပရိရွာရွာဦးကျောင်းအတွင်တီထောင်ထားရှိသောနေမန်ရွှေပြည်လူမှုကူညီရေးအသင်းကြီးနှစ်နှစ်ပြည့်နှစ်ပတ်လည်အကျိုးပထမအကြိမ်စာပေဖို့ပြောပွဲအခမ်းအနားအစီအစဉ် စတင်တော့မှဖြစ်တဲ့အတွက်အခမ်းအနားစီစဉ်များကိုကျမမမတ်နိုင်မန္တလေးရွတ်ကိမှဖတ်ကြားပါမယ်ရှင်အစီအစဉ်1ပထမအကြိမ်စာပေဟောပြောဝဲအခမ်းအနားဖွင့်လှစ်ကြောင်းကြီးညာခြင်းအစီအစဉ်2နိဗ္ဗာန်ရွှေပြည်လူမှုကွန်ရက်အတင်းဥပဒ်ဥမ္မောင်မောင်ညိုမှအဖွင့်မှားစကား ပြောကြခြင်းအစီအစဉ်သုံးရန်ကုန်နာမှုကုညင်အတင်းဥက္ကဋ္ဌဒေါက်တာဦးကျော်သူဤအထုပ်ပတိဖတ်ကြားခြင်းအစီအစဉ်လေးရန်ကုန်နာမှုကုညင်အတင်းဥက္ကဋ္ဌဒေါက်တာဦးကျော်သူမှနာမှုကုညင်အတင်းဤဆောင်ရွက်ချက်များကောင်းခြင်းဖြင့်ခေါ်ပြောခြင်းအစီအစဉ်ကရန်ကုန်မြို့နေဦးထွန်းဝင်မိုးစလညွန့်ကျုပ်ငင်းဤ 阿丘帕迪亚帕加金，四零九，所以些乌托内马，无力有打仗，提供些抗争品，霍加金。四零五，有些地方上认为乌贝卢瓦伊阿丘帕迪亚帕加金。四零七，杨红庙内有些地方上认为乌贝卢瓦马，有些哈达只能破坏抗争品，霍标金。 အစီအစဉ်ကိုအမှတ်တရဂါရဝပြုလက်ဆောင်ပစ္စည်းများပြည့်ရချင်းနှင့်အစီအစဉ်တစ်ဆယ်အခမ်းအနားပြည့်မြောက်ကြောင်းကြီးညာခြင်းတို့ဖြစ်ပါလေရှင်ယခုအစီအစဉ်ရာပထမကြိမ်စပင်ဟောပြောဝင် အခမ်းအနားဖွင့်လက်ကြောင်းကြီးညာခြင်းဖြစ်တဲ့အတွက်ပထမကြိမ်နိဗ္ဗာန်ရှိပြည်လူမှုကွန်ရက်အတင်းကြီးနှစ်နှစ်ပြည့်နှစ်ပတ်လေအကျိုးပထမကြိမ်စပင်ဟောပြောဝင် အခမ်းအနားဖွင့်လက် အောင်မြင်စွာဖွင့်လှစ်ကြောင်းကြီးညာအပ်ပါတယ်ရှင်ဆီဒီနီယာနေမရွှေပြည်လူမှုကွန်ရက်တင်ဥက္ကဋ္ဌဦးမမောင်ညိုမှအပွင့်မှစကားပြောကြားခြင်းဖြစ်တဲ့အတွက်နေမရွှေပြည်လူမှုကွန်ရက်တင်ဥက္ကဋ္ဌဦးမမောင်ညိုမှအပွင့်မှစကားပြောကြားပေးပါရန် စင်မြင့်မော်တို့လေးစားစွာဖိတ်ကြားအပ်ပါလေရှင်မန္တလေးတိုင်းဒေသကြီးချမ်းမြတာစီမြို့နယ်အောင်သာယာရရောင်းချောင်းဆရာတော်အားဥထိတ်မှထားပြီးတော့ကြောက်ကြီးမြင့်ရတဲ့မန္တလေးမြို့မှာဧည့်သည်တော်ကြီးများရန်ကုန်တကရန်ကုန်မြို့ကတကူးတကကြောက်ရောက်ချင်းမြင့်ပေးပါတယ် ရန်ကုန်လူမှုကွန်ရက်အသင်းဥက္ကရာဒေါက်တာဦးကျော်သူမိုးလေဝသညွန်ချုပ်ငိမ့်သာဥထွန်းလွင်ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာဥပေလူဝနဲ့ကျွန်တော်တို့ချစ်ခင်လေးစားပါတော့အပိဒတ်ပေါင်းနဲ့လူမှုကွန်ရက်အသင်းဝင်အသင်းသားအလုံးအားမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာ ိုးတာလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့မန္တလေးမြို့ချမ်းမြတာစီမြို့နယ်အောင်သာယာမြို့တည်မေဃဝီကျောင်းတွင်းမှာတည်ထောင်ထားရှိတဲ့နိဗ္ဗာန်ရွှေပြည်လူမှုကွန်ရက်တင်းရဲ့ဥက္ခရာဥပမောင်ညိုဖြစ်ပါတယ်အခုလိုနှစ်နှစ်ပြည့်ခမ်းနားမှာစကားပြောကြားခွင့်ရတဲ့အတွက်ကျေးဇူးအထူးတင်ရှိကြောင်းဥစွာ ပထမ ြောကြအပ်ပါတယ်ကျွန်တော်တို့ပရာဟိတလုပ်ငန်းဆိုတာစိတ်သူကိုယ်သူညီညီညွတ်ညွတ်ပူပေါင်းဆောင်ရွက်မှ အောင်မြင်တဲ့လုပ်ငန်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ယေသူတင်ကြောင်းနဲ့ပရာဟိတလုပ်ငန်းလေးကိုအ ਨੇ ချင်းပြောကြားခွင့်ပြုပါ နောက်ပိုင်းမှာကျွန်တော်ရန်ကုန်မြို့ကဒေါက်တာဦးကျော်သူအစီအစဉ်ဖြစ်တဲ့အတွက် အချိန်ကိုလေးစားတော့အဖြစ်အချင်းချင်းတင်ပြခွင့်ပြုပါရန်ကျွန်တော်အနေနဲ့မေတ္တာခံပါတယ်မြတ်စွာဘုရားဟောကြားတာကလောကကောင်းကျိုးလူသားကောင်းကျိုးပရဟိတအလုပ်တွေကိုတက်ဆွမ်းကြလုပ်ကြပါလို့မြတ်ဗုဒ္ဓကဟောကြားခဲ့ပါတယ်ကျွန်တော်တို့ရဲ့မြန်မာတိုင်းနိုင်ငံလုံး나이တင်ပေါင်းရဲ့ နာဂဖြစ်တဲ့နာမှုကုညေတင်းလေးကိုတရေတင်တဲ့62လတောင်စလင်းတိုက်ကြီးရဲ့ဦးစီးပဓာနနာဂဖြစ်တော်မူတဲ့ဆရာတော်ကြီးဗဒနာတိတ်ခါရဲ့တန်ဒေတီမျိုးစစ်ချမှုကြောင့်အနေနဲ့ရရမြန်မာတနိုင်ငံလုံးမှာနာယီအသင်ပေါင်း300ကျော်တိတိတီထောင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်ဒါဟာတရေတီပြုစုပြောထောင်တဲ့ဖခင်ကြီးကတော့ဆရာတော်ကြီးဗဒနာတိတ်ခဧကမဟာပါဏိတ ဆရာတော်ဖျားကြီးဖြစ်ပါတယ်ဒုတိယဗျမစိုးအသင်းကြီးရဲ့အဓိကဗရာဏဆရာတော်ကတော့ဆရာတော်ဖျားဆရာတော်ဦးနေမင်းသားဖြစ်ပါတယ်ဆရာတော်ကလည်းအခမ်းအနားကိုကြွားရောက်ချင်းမြင်တဲ့ဆရာတော်ဒီနေရာနေဥခိုက်ကာရဝပြုပါတယ်ဆရာတော်ဦးနေမင်းသားဟာအထက်မှမပြည့်ရဲ့နာယီဂိုင်းချုပ်ဆိုရင်လဲမမားပါဘူးကျွန်တော်အောက်မှာပြည့်ရဲ့နာယီဂိုင်းချုပ်ကတော့ကျွန်တော်ခုကြွားရောက်ချင်းမြင်တဲ့ဒေါက်တာဦးကျော်သူ ဖြစ်ပါတယ်ခုဗမာနိုင်ငံကလုံးမှာနိုင်ရည်တင်ပေါင်း300ကျော်တိတိဖွင့်လှစ်နိုင်တဲ့အတွက်ကျွန်တော်အနေနဲ့ဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်ဆရာတော်ဤဗဒနာတိတ်ခဧကမဟာပဏိတာကနေကြတဲ့လူတွေကိုမြင့်မြတ်တဲ့နှလုံးသားပိုက်ရှင်နေတာလင်းလှုပ်ဆောင်နိုင်တယ်ဆိုတဲ့အကြောင်းတရားပွဲတိုင်းမှာဆရာတော်ဘုရားကြီးကဩဝါဒရှင်းပြတော်မူပါတယ်ဒီနေရာမှာအလင်းသိလို့တင်ပြလိုတာက ပညာရေး BA BSc ဒေါက်တာ MA ဘွယ်သီးသီးပိုင်ဆိုင်ရရှိပါသည်တထေးတကြွယ်မဏိဇောဒရဘွယ်သီးသီးပိုင်နဲ့တထေးတကြွယ်ကြီးဖြစ်ပါစေအာနာရီအပြည့်စုံရှိတဲ့ရှင်မြင်းကြီးဖြစ်ပါစေလူသားကောင်းညိုပဝင်းကျင်ကောင်းညိုမဆောင်ရဘူးဆိုရင်ဖျားရှင်မှာတုံ့ညပါပဲအဲ့တော့ခု လူမှုရေးဆောင်ရတဲ့အားလုံးဟာ ဖျားရှိမှာတုံညမဖြစ်ပါဘူးမြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်များဖြစ်ပါတယ်လို့ကျွန်တော်တင်စားချီကျူးပြောကြလိုပါတယ်ပရိဒစိတ်ဓာဆိုတာနင်းနေနော်နော်စိတ်ဓာနဲ့လုံးလုံးမရပါဘူးအတ္တကြီးတဲ့သူတကောကောင်းဆန်တဲ့သူပရိဒလို့မှဝင်မလို့ပါဘူးဖြူစင်တဲ့နှလုံးသားပိုင်ရှင်နေကြတဲ့လူတွေကိုမြင့်မြတ်တဲ့နှလုံးသားနဲ့အကဲရိခံအဆူခံအဆောင်းခံအမြောက်ခံဝေဖန်ခံပြီးတော့ ဇွဲကြီးနမဲကြီးနဲ့တိခန့်ခွင်းလဲပြီးတော့ဆောင်ရွက်နိုင်မှသာလျှင်ပရိဒတ်လုပ်ငန်းကိုဝင်ရောက်လုပ်တာပါကျွန်တော်တို့ဇာယဥကျော်သူနဲ့သွားတဲ့ခီးစဉ်တွေမှာဇာယဥကျော်သူ ပြောကြတဲ့စကားလေးဟာအင်မတန်မှအတိတ်ပဲလဲရှိလို့ကျွန်တော်အနေနဲ့ခြာလောင်းဂုံပြုပြောကြပါရစေဗဇက်ကနိုင်ငံကြီးပြောနေမဲ့အစားပရိဒတ်လုပ်ငန်းတွေကိုထဲထဲဝင်ဝင်စေတနာပါပါ ဆောင်ရွက်တာဟာနိုင်ငံကျိုးပဲနိုင်ငံရေးပဲတဲ့ကောင်းလိုက်တဲ့သဒ္ဒနာကောင်းလိုက်တဲ့အတွေ့အခေါ်ကျွန်တော်အနေနဲ့ချီကျူးဂုဏ်ယူသလိုလမ်းညွန်လိုလည်းခံယူပါတယ်အဲ့တော့ကျွန်တော်တို့မိဘပြည်သူများကိုတင်ပြလိုတာကဒီနေ့ခေတ်ဘာခေတ်လဲဖြေပါဗျာဒီနေ့ဒီဘာခေတ်လဲဒီနေ့ဒီဘာခေတ်လဲဒီမိုကရေစီဘာခေတ်လဲဒီနေ့ခေတ်ဒီမိုစီခေတ်ကပွင့်လင်းမြင်လာပါပြီကြောက်စရာလိုသလားကြောက်စရာလိုသလား အဲကျွန်တော်တို့မြင်ပွင့်လင်းမြင်လာအဲ့တော့ဒီမိုကရေစီကိုဖော်ဆောင်မှာကလူမှုအသင်းရေးကွန်ရက်များကသာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်အဲ့တော့လူမှုအသင်းဖွဲ့တိုင်းအားလုံးဟာစီစီလုံးလုံးညီညီညွတ်ညွတ်တိုင်းတိုင်းမင်းမင်းလက်ချင်းဆက်ပြီးတော့ဆောင်ရွက်သွားကြပါလို့ပြောကြရင်ကျွန်တော်ရဲ့အဖွဲ့မှသားကိုဒီမှာညီကိုချောပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ယခုဆက်လက်ပြီးအစည်းအဝေး၃ရရန်ကုန်နာမှုကုညီရေးအတင်းဥက္ကဋ္ဌ ဒေါက်တာဦးကျော်သူဤအထုပတ်တီကိုဖတ်ကြားရင်ဖြစ်ပါလိမ့်ရှင်ဒါကြောင့်ဒေါက်ထီထီဤမှဒေါက်တာဦးကျော်သူဤအထုပတ်တီကိုဖတ်ကြားပေးပါရန်စင်မြင့်မော်တို့လေးစားစွာဖိတ်ခေါ်အပ်ပါလိမ့်ရှင်မင်္ဂလာပါရှင်ယနေ့2023ခုနှစ်ဇန်နဝါရီလ10ရက်အင်္ဂါနေ့၌နေပန်ရွှေပြည်နာမှုကွန်ရက်အတင်းစာပေဟောပြောပွဲကိုတက်ရောက်အားပေးချီးမြှင့်ကြပါသော မိုးလေဝသနှင့်ဇလဗေဒဌာနမှဒေါက်တာဦးထွန်းလွင်ရန်ကုန်မြို့နာမှုကူညီအသင်းဥက္ကဋ္ဌရုပ်ရှင်သရုပ်ဆောင်ဦးကျော်သူရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာစာရေးဆရာဦးပေလိုဝါနှင့်ရန်ကုန်ရွှေမြို့တော်မှလိုက်ပါလာကြသောဧည့်သည်တော်ကြီးများဖိတ်ကြားထားသောအထူးဧည့်သည်တော်ကြီးများရဝေးယဏီမှရောက်ရှိလာကြသောဧပရိသတ်များယမိယဖတ်များအားကျမတို့နိဗ္ဗာန်ရွှေပြည်နာမှုကူညီအသင်းမှ လှိုင်းလဲစွာဖြင့်ဃာရဝပြည်ကိုနှုတ်ခွန်းဆက်တာပါတယ်ရှင်။ဒီမှာကတော့နိဗ္ဗာန်ရွှေပြည်နာမှုကုညီအတင်းရဲ့လုံမှုဆောင်ဒေါ်ထီထီဖြစ်ပါတယ်ရှင်။ဒီမှာဒါဝင်းယူတင်ပြသွားမှာကတော့ရန်ကုန်နာမှုကုညီအတင်းဥက္ကဋ္ဌဥကျော်သူဤကိုရီးယားသူရင်ကျင်းမဲဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့နာမှုကုညီအတင်းဥက္ကဋ္ဌဥကျော်ဝင်းခေါ်ဥကျော်သူကိုအဖဟူစိန်တင်အမိဒေါ်မြတ်တန်း အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးတို့မှာနှစ်ရက်စက်တလာ1959ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။မွေးခြင်း3ရောက်နဲ့ဒုတိယမြောက်သားဖြစ်ပြီးအာထကဲတိတ်တကုံမှအထက်တန်းအောင်မြင်ခဲ့ပါတယ်ရှင်။1983ခုနှစ်မှာတက္ကသိုလ်ပညာသင်ကြားနေစဉ်အတွင်းဒေါ်မြင့်မြင့်ခင်ဖီခေါ်ဒေါ်ရွှေစည်းကွက်နှင့်အိမ်ဆောင်ကြခဲ့ပြီးတာပြေသိန်းကျော်အင်ဂျင်နီယာ သမီးမြင့်မော်ဦးစေးကြောင်းသူတို့နှစ်ဦးအားမျိုးဆက်သည့်အဖြစ်ထွန်းကားခဲ့ပါလေရှင်1984ခုနှစ်မှာရုပ်ရှင်လောကသို့နှောင်ကျိုးလေးတမြင်ဇာတ်ကားဖြင့်စတင်ဝင်ရောက်ခဲ့ပါလေရှင်1994ခုနှစ်မှာရုပ်ရှင်ကယ်ဒမီတရုတ်ဆောင်ထူးကျွန်းစိုးဖြင့်တပည်သူမက်ရွှေထားဇာတ်ကားဖြင့်၎င်း2003ခုနှစ်တွင်ဒါရိုက်တာထူးကျွန်းစိုးအဖြစ် အမေနိုဘိုဇက်ကားတို့ဖြင့်၎င်းရုပ်ရှင်အကယ်ဒမီထွန်းကျူစုနှစ်စုကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်ရှင်။ဥကြတူဤနိုင်ငံရေးလှုပ်ရှားမှုများကိုတင်ပြရမယ်ဆိုရင်2006ခုနှစ်တွင် နိုင်ငံရေးသမားများအားလွတ်မြောက်ရေးအတွေ့ White Campaign နှုတ်ဆော်ခြင်း2008ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေး၌ပါဝင်ခဲ့ခြင်းကြောင့်ဥကြတူနှင့်တစည်းတနီဒေါ်ရွှေစည်းကွက်တို့ အထင်းသိမ်းရေးယူခြင်းခံခဲ့ရပါတယ်ရှင်2012ခုနှစ် ARD မြစ်စုံစီမံကိန်းအားကန့်ကွက်ခြင်းဆန္ဒပြုလက်မှတ်လဲရေးထိုးခဲ့ပါတယ်ရှင်2012ခုနှစ်တွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေကြရတဲ့နိုင်ငံရေးကျင်းသားများလွတ်မြောက်ရေးတွေဆန္ဒပြုလက်မှတ်ကိုလည်းရေးထိုးခဲ့ပါတယ်ရှင်ဥကြော်သူဤလှုပ်ရှားလူမှုရေးလှုပ်ရှားမှုများကိုဆက်လက်ပြီးတင်ပြပါမယ်ရှင်ဥကြော်သူဤလူမှုရေးလှုပ်ရှားမှုများမှာ ရန်ကုန်မြို့တွင်နာမကူညီအသင်းထူထောင်မည်ဟုသိရှိရသည့်အတွေ့နှစ်ထာခုနှစ်မှမေလမှစာရေးဆရာကြီးဘဘဥတ္တခာ၏နေအိမ်သို့သွားပြီးမတ္တိလူငွေကျပ်၅သိန်းကိုထည့်ဝင်ပြီး ဖြစ်မြောက်ရေးကော်မတီမှပါဝင်ခဲ့ပါသည်၂၀၀၁ခုနှစ်ဇန်နဝါရီလ၁ရက်နေ့မှစ၍အများပြည်သူတို့အားကူညီဖိမခဲ့ရာပထမဦးဆုံးနိုင်ရေးလမ်းကြောင်းဖြစ်ကဘာကျော်ဘဘူးဆရာကြီးဦးဟန်တင်အား နိဗ္ဗာန်ရင်မောင်းနေကူညီပေးရင်2003ခုနှစ်မှာစတင်ကနာယီကူညီမှုတင်ရန်ကုန်ရဲ့ဒုဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2008ခုနှစ်တွင်နာယီကူညီမှုတင်ရန်ကုန်ဤဥက္ကဋ္ဌတာဝန်အားစတင်တာဝန်ယူကယနေ့ထိဆောင်ရွက်လျက်ရှိပါတယ်ရှင်။ဥကြောသူဤလူမှုရေးကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်တင်ပြပါမယ်ရှင်။2008ခုနှစ်မေလ၌ဖြစ်ပွားခဲ့သောနာကိစိုက်ကလုန်းမုန်တိုင်းလေပြင်းကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း 2010ခုနှစ်မတ်လ၌ရေရှားပါမှုခံစားနေရသောရက်ဒေသရှိပြည်သူလူထုအားရေလူတမ်းမှုအဝိစီရေတွင်တောက်သုံးရေကန်များဒုဖို့တိဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း2012ခုနှစ်၌ရခိုင်ပြည်နယ်လူမျိုးရေးပြိပက္ခကြောင့်ဒုက္ခရောက်နေသောပြည်သူလူထုအားတွားရောက်ကူညီထောက်ပံ့အားပေးစကားပြောခြင်းနှင့်မုံရွာခရိုင်လက်ဗရောင်းတောင်ကျင်းနီစီမံကိန်း၌ The Base Camp အကျန်းဖက်ဖြိုခွဲတိုက်ခိုက်မှုကြောင့် ထိကိုက်ဒဏ်ရာရရှိခဲ့တဲ့ယဟန်တန်ဃာနဲ့ပြည်သူလူထုတို့အားလည်းအာပိစကားနဲ့ဝိထုငွေများကိုတွားရောက်လူရန်ခဲ့ပါတယ်ရှင်။ဥကျော်သူရရှိခဲ့တဲ့လူမှုရေးဂုဏ်ပြုဆုများကိုတင်ပြပါမယ်ရှင်။၂၀၀ခုနှစ်ဇူလိုင်လမှာ အင်္ဂလန်နိုင်ငံရောက်မြန်မာများတို့မှပြည့်အပ်သည်ပြည်သူ့ဘက်သာအမှုပညာသမားစု၂၀၁၀ခုနှစ်ဧပြီလမှာအမေရိကန်နိုင်ငံရောက်မြန်မာများမှစုပေါင်း၍ချီးမြှင့်နေ ပထမဆုံးအချိန်ပြည်သူဂုံရီစု2012ခုနှစ်နိုဝင်ဘာလ၌အေမာနွေလနှစ်ချင်းသင်းတော်မှာချီးမြှင့်ပေးရသည် Director of Social Service Doctor of Social Service DHSS 2012ခုနှစ်ဇူလိုင်လ၌အမေရိကန်နိုင်ငံဝါရှင်တန် DC မှာဒီမိုကရေစီနှုတ်ရှားမှုအတွေ့စွမ်းဆောင်သူများအားပေးအပ်သည် National Endowment for Democracy NED စုစသည်လို့ဖြစ်ပါတယ်ရှင်။ ဥကျော်သူဟာလူမှုရေးဖိတ်ကြားခြင်းများအရသွားရောက်ခဲ့ရတဲ့နိုင်ငံများနဲ့သွားရောက်ခဲ့ရတဲ့အကြောင်းအရာများကိုဆက်လက်တင်ပြပါဦးမယ်ရှင်2012ခုနှစ်ဇွန်လမှာအမေရိကန်နိုင်ငံရောက်မြန်မာများတက်ပြခြင်းပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့်အမေရိကန်နိုင်ငံနိုင်ငံရောက်မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ခြင်း2012ခုနှစ်ဇူလိုင်လတွင် စင်ကာပူနိုင်ငံ၌ကျင်းပပြုလုပ်သည့် ဗျမ်းစိုးခြေလမ်းများအမည်ရှိလူမှုရေးဖြော်ဝေပွဲသို့တက်ရောက်ခြင်း၂012ခုနှစ်နိုဝင်ဘာလတွင် ရန်ကုန်တက္ကသိုလ်ဘွယ်နင်းသပင်ခန်းမ၌အမေရိကန်သမ္မတဘားရက်အိုဘားမား၏မိန့်ခွန်းဟောပြောခြင်းသို့တက်ရောက်ခွင့်ရရှိခြင်းတို့ပဲဖြစ်ပါလေရှင်။ယခုချိန်မှာတော့လူမှုရေးပရိုက်တာနယ်ပယ်နာမှုကူညီရေးအသင်းရန်ကုန်ဝက္ခဋတာဝန်များထမ်းဆောင်ရင်းနှင့်နာမှုကူညီရေးအသင်းရန်ကုန်မှလူမှုရေးသမားများ မြန်မာနိုင်ငံနေပရိဒသင်းဖွဲ့များအားစွမ်းရည်မြင့်တင်ပေးနေရန်ကုန်မြို့မှာမိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်မြဲရှိပါတယ်ရှင်။ယခုလိုမြန်မာနိုင်ငံအနေနဲ့ရရမှာရှိတဲ့နိုင်ရေးကူညီမှုအသေးများရဲ့ရှေ့ဆောင်လမ်းပြဖြစ်သူ အားပေးလက်တွဲခေါ်ယူတင်ပြပေးသူ ကျမတို့ရဲ့နိဗ္ဗာန်ရွှေပြည်အသိဉာဏ်ရဲ့ဖိတ်ကြားမှုကိုမအားလက် မလောက်ငနိုင်တဲ့အချိန်များထဲမှာ အချိန်ယူ၍တက်ရောက်ချင်းမြင့်ပေးခဲ့ပါတော့ကျမတို့ရဲ့အကိုကြီးကိုကျော်သူကိုနိဗ္ဗာန် ရွှေပြည်အသင်းသူတင်သားအလုံးနဲ့တက်ရောက်လာကြတော့အပြိတ္တပေါင်းမှာကျေးဇူးပြု၍မင်္ဂလာပါဟုနှုတ်ဆက်ပေးကြပါရှင်ကြွားရောက်လာကြတဲ့ပြည့်တက်အလုံးကိုဂရဝပြုနှုတ်ခွန်းဆက်တရင် ကျမရဲ့ဖတ်ကြားတင်ပြမှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်ယေရှုတင်ပါတယ်ရှင်ယခုဆက်လက်ပြီး